မ်းမတော်တဲ့ MDA ကြားကွာကျွန်တော်တို့မှာကဒီညီညာရေးဆွေးမှုတွေနဲ့ပတ်သက်ပြောကြကျွန်တော်တို့သဘောတူညီချားချက်တွေရှိတယ်သဘောတူညီချားချက်တွေမှာအဓိကအရေးကြီးတာကအဲဒီညီညာရေးဟိုဆွေးနွေးမှုဆိုတာလေဒီမလူလားအပ်တဲ့ကျွန်တော်တို့တတိယနေ့မလူလားတာတွေဖြစ်လာရင်ညီညာရေးဆွေးနွေးမှုကတော်တော်အနောက်ရှက်ဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့က ။ဗာတုံနဲ့တူထုတ်ပေါ်မှာပြောဖို့ပေါ့နော်။လောက်ထားရှိတယ်။သို့တော့ကျွန်တော်ပြောနိုင်တာကတော့အဲဒီကောလာဟာလိုက်တွေထုတ်လွတ်နေသလိုမဟုတ်ပါဘူး။ငញ្ញိုင်းဆွေးနွေးမှုအောင်မြင်တယ်လို့ကျွန်တော်ပြောချင်ပါတယ်။အောင်မြင်ပါတယ်။အဲဒီရှမ်းအရှေ့မြောက်ဘက်မှာရှိတဲ့ဒါကျွန်တော်တို့ရဲ့ပြည်သူလူထုအနေနဲ့လည်းဒါစိတ်ချမ်းသာမှုတွေရရှိပါလိမ့်မယ်လို့ပဲကျွန်တော်ဒီလောက်ပဲပြောပြချင်ပါတယ် NNDAA က လာရှုမျိုးပေါ်အေရိယာကိုစစ်ကောင်စီထံသို့ပြန်ပေးရန်နှင့် အပြည့်ရထားရန်တရုတ်ကဂျားဝင်တပ်တွေအဖြစ်ပါဝင်ဆောင်ရွက်ဟုတရုတ်အစိုးရပြောကိုကတ် NNDAA ကတင်ပိုက်ထားသော လာရှုမျိုးပေါ်အေရိယာကိုစစ်ကောင်စီထံသို့ပြန်ပေးရန်နှင့်ပြည့်ရထားရန်တရုတ်ကဂျားဝင်တပ်တွေအဖြစ်ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း တရုတ်နိုင်ငံသား၏ဝင်ကြီးဌာနပြောရေးဆိုခွင့်ရှိသူမကူဂျေခန်းကပြောဆိုသည့်ယမန်နေ့ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင်လာရှိုးကိစ္စနှင့်ပတ်သက်၍တရုတ်နိုင်ငံသား၏ပြောရေးဆိုခွင့်ရှိသူကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည့်တရုတ်နိုင်ငံအနေဖြင့်လာရှိုးမျိုးတို့အပြစ်ခတ်ရစဲမှုစောင့်ကြည့်ရေးအဖွဲ့တစ်ခုကို ဆေးလွတ်လိုက်ပြီးစစ်တပ်နှင့် NNDAA တို့အကြားအပြစ်ခတ်ရစဲထားမှုကိုစောင့်ကြည့်ရန် လာရှိုးမျိုးပေါ်ဧရိယာကို NDAA ကစစ်ကောင်စီထံသို့ချုံမွေးစွာလွှဲပြောင်းရေးအတွက်တပ်တေခံဖြင့်စောင့်ကြည့်လျက်ရှိကြောင်းထုတ်ဖော်ပြောဆိုသည့်တရုတ်နိုင်ငံအနေဖြင့်မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာနှင့်နယ်မြေတည်တံ့ခိုင်မြေရေးကိုအလေးထားလေးစားကြောင်း မြန်မာနိုင်ငံဆိုင်ရာဆက်ဆက်အဖွဲ့အစည်းများ၏ဆန္ဒနှင့်တောင်းဆိုချက်အရမြန်မာနိုင်ငံမြောက်ပိုင်းငင်းကြေးရေးလုပ်ငန်းစဉ်ကိုမြန်မာနိုင်ငံမှမြင့်တင်ဖော်ဆောင်ရန်တရုတ်ကတက်ကြွစွာပံ့ပိုးကူညီလျက်ရှိကြောင်းကင်းကဆိုသည့်မကူကျဲခန့်ကကူမင်းငင်းကြေးရေးတွဲဆောင်ဆွေးနွေးပွဲတွင်မြန်မာနိုင်ငံအစိုးရနှင့် NNDAA တို့၏သဘောတူညီချက်များကို အကောင့်ထည့်ဖော်နိုင်ရန်တက်သည့်အဖြစ်ဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်သည့်နှစ်ဦးနှစ်ဖက်ကမြန်မာနိုင်ငံမြောက်ပိုင်းဒေသငင်းချမ်းရေးနှင့်တည်ငြိမ်ရေးကိုထိန်းသိမ်းရမှတရုတ်နိုင်ငံ၏အပြုသဘောဆောင်သောအခမ်းကဏ္ဍကိုချီးကျူးကျေးဇူးတင်ကြကြောင်းပြောဆိုသည့်တရုတ်နိုင်ငံအနေဖြင့်နောက်တစ်ဆင့်အဖြစ်ကုမင်းငင်းချမ်းရေးတွဲဆောင်ဆွေးနွေးပွဲလုပ်ငန်းစဉ်တိုးတက်အောင်ဆက်လက်လှုံ့ဆော်သွားမည်ဖြစ်ပြီးမြန်မာနိုင်ငံမြောက်ပိုင်းဒေသစစ်ပွဲများရပ်တန့်ရန်အတွက်ဆွေးနွေးပွဲများကိုလှုံ့ဆော်သွားမည်ဖြစ်ကြောင်းတရုတ်မြန်မာနယ်စပ်ငင်းချမ်းရေးနှင့်တည်ငြိမ်ရေးကိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းကင်းကပြောဆိုသည်